ဒီကနေ့ဇွန်လ10ရက်အင်္ဂါနေ့အတွက်မော်လို့အတာခမ်းမ်းချက်တွေကိုတင်ဆက်ပေးပါရောင်းမယ်။မြင်းကလေးသတင်းအနေနဲ့ဒီကနေ့မနက်3:30မိနစ်အချိန်မှာနထိုကြီးမြို့ရဲ့အရှင်မြောက်ဘက်သုံးမိုင်ငန်းအကွာအနက်15ကီလိုမီတာကိုပဟောပြူပြီးအင်အား4.1ရီတာစကေးအဆင့်ရှိမြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့သလိုမနက်6:30မိနစ်အချိန်မှာလည်းမရယာမြို့ရဲ့တောင်အနောက်တောင်ဘက်ရှမိုင်ငန်းအကွာအနက်17ကီလိုမီတာကိုပဟောပြူပြီးအင်အား 3.2ရီတာစကေးအစဉ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ဇွန်လ15ရက်နေ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တဲ့လေပြင်းနဲ့ရေဝန်းနဲ့တောင်တရုတ်ပင်လယ်မှာ တောက်ဖုံးမုံတိုင်းအဖြစ်အားကောင်းလာမဲ့လေဝင်လိုင်းတွေရဲ့အရှင်တက်ရောက်မှုကြောင့်မြန်မာတိုင်းနိုင်ငံလုံးဇွန်လ23ရက်နေ့ကနေ22ရက်နေ့အထိနေရာအနှံ့ပြားမိုးရွာနိုင်တယ်လို့မိုးလေဝသပညာရှင်ဝန်ထမ်းကခန့်မှန်းထားပါတယ်။တနင်္လာနေ့တိုင်းနဲ့မွန်ပြည်တို့မှာတော့ဇွန်လ16ရက်ကနေ22ရက်အတွင်းမိုးအလွန်များနိုင်ပြီးကျန်းပြည်နယ်နဲ့တိုင်းတွေမှာတော့မိုးအထင်အထင်ရွာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒီကနေ့ညနေအထိကချင်ပြည်၊ကရင်ပြည်၊ကယားပြည်၊ချင်းပြည်၊ရခိုင်ပြည်နေပြည်တော်မကွေးတိုင်း ။စကိုင်းနယ်အထက်ပိုင်းတို့မှာနေရဆစ်ဆိတ်နေ၊ကျန်းပြည်နယ်နဲ့တိုင်းတွင်မှာနေရနှံအပြားမိုးထချုံရွာနိုင်ပြီးရွာရန်ရအောင်ပြေဖြစ်ပါတယ်။ရှမ်းပြည်တောင်ပိုင်းမှာတော့နေရာကွက်ပြီးမိုးကျနိုင်ပါတယ်။